ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျာဆိုတော့ Gobi Beach ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะအဲ့တော့မနေ့ကတော့ကျွန်တော်ရှစ်အောင်ခဲ့ပါတယ်เนาะအဲ့တော့ဒီနေ့ကတော့နှစ်စာပွဲလေးတွေပြန်ရှိပါမယ်เนาะအဲ့တော့ဒီနေ့ကတော့လေးသင်းမောင်းလေးနဲ့အတူကျွန်တော်တို့ဒီနေ့ဒါနှစ်စာပွဲလေးတွေရှိပါမယ်အဲ့တော့အဲဒီနေ့ကကျွန်တော် live လေးနှစ်ခုတော့လွှင့်မယ်ဗောနော်အဲဒီဘက်က World Cup เนาะ Europe ဒီ qualifier တွေကဒီ Poland တို့ ဖင်လန်တို့နယ်သာလန်တို့ဘက်ကအချမ်းဒါ6ပွဲဒီ live ထဲမှာကျွန်တော်ဒီ6ပွဲပြောပါမယ်ပြီးရင်တော့ကျွန်တော် live လေးနောက်တစ်ခုထဲမှာဒီနေ့2 star ပွဲတွေပါတဲ့ Africa ပေါ့လीเนาะအဲ့တော့ CONCACAF ဒီအကြောင်းလေးလဲဒါဒီဒီ Africa ဖလားဟာလေးကိုကျွန်တော် live တက်တက်လေးလွှင့်ပြီးတော့အဲ့မှာပဲကျွန်တော်မောင်းလေးတွေ၄သိန်းမောင်းလေးတွေပြောပြီးမှာဖြစ်ပါတယ်เนาะအဲ့တော့မင်္ဂလာပါဗျာအဲ့တော့ဒီ live လေးကိုလည်းအသေးလေးတွေเนาะလက်မလေးတယောက်တစ်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြပါအောင် brother တို့ရေးကျေးဇူးများကြီးတင်ပါတယ်ဗျအဲ့တော့ညီကိုတွေလည်းနည်းနည်းလေးစောင့်လိုက်ပါမယ်เนาะအဲ့တော့ဒီ live ပြီးရင်လည်း နည်းလေးစောင့်နေပါတော့เนาะ now live ကိုကျွန်တော်ချက်ချင်းပဲဒီ live ဖီးတာနဲ့ကျွန်တော်ဆက်ပြီးလွှင့်ပေးပါမယ်เนาะအဲ့တော့မင်္ဂလာပါဗျာမင်္ဂလာပါဗျာဆိုတော့မြန်မာအသင်းကတော့ဒါပါကစ္စတန်အသင်းကို1-0နဲ့ပြီးခဲ့တဲ့မိနစ်ကမှပြီးသွားတယ်ပေါ့လေနော်လောကနဲ့나이ဝါလာမသိပါဘူးเนาะအဲ့တော့ဒါမြန်မာတော့1-0နဲ့ပါကစ္စတန်ကိုအနိုင်ရခဲ့တယ်ပေါ့လေနော်အဲ့တော့လက်ရှိကတော့ဒါအာရှမှာလဲဒါကန်နီဆဲပေါ့နော် AFC မှာလောလောဆယ်ကဒါဂျပန်အင်ဒိုနီးရှားကို6-9ပြန်နဲ့နိုင်ထားတယ်ဆောက်ကိုရီးယားเนาะတောင်ကိုရီးယားကကူဝိတ်ကို4-9ပြန်နဲ့နိုင်ထားပါတယ်အဲ့တော့တရုတ်ကတော့ဘာရင်အသင်းကို ဒါ1စီးနဲ့လောလောဆယ်ဒါမိနစ်60ကျော်လာပြီပေါ့လीเนาะအဲ့တော့ဒါလေးလည်းရှိပါတယ်ဒါပေမဲ့အိုက်ပွဲတွေအရန်ကြီးစောတော့အိုက်ပွဲတွေတော့ကျွန်တော်မကြည့်တော့ဘူးဗျာเนาะအာရှပွဲတွေပါတော့ကျွန်တော်အာရုံမစိုက်တော့အဲ့တော့ညကံမဲ့ပွဲတွေတွေမှာကျွန်တော်ဒီနေ့ live လေးနှစ်ခုရှိပါမယ်အာဖရိကအတွက်ကျွန်တော်2စားပွဲတွေကိုနောက် live မှာကျွန်တော်ပြောပေးမယ်ဒီ live မှာတော့ဒါယူရိုဘက်ကပေါ့เนาะဥရောပဘက်ကဒါ qualifying ပွဲတွေเนาะကဘာဖလား qualifying ပွဲတွေတွေပြောပေးမှာဖြစ်ပါတယ်เนาะအဲ့တော့အသေးလေးလက်မလေးနဲ့เนาะတော့ဟိုဟာလေးတယောက်တစ်ချက်လောက် ကူညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုတို့ရေဘရာသာမျိုးကိုမင်္ဂလာပါဝနာဆိုးမင်္ဂလာပါခစ်သစ် မင်္ဂလာပါရွှေကြည်မင်္ဂလာပါထပ်ပိုင်ဆိုးမင်္ဂလာပါဗျဒီညားရဲအဲဘာလဲတသိန်းကောင်းများများကင်နေလို့ဟာများများကင်နေလို့မလုပ်ပါနဲ့ဘရာသာเนาะပုံမှန်လေးသွားပါနော်တသိန်းကောင်းရွေးပေးပါအောင်ကိုဒီနေ့ကကျွန်တော်ကြိုက်တာ၃ပွဲကြိုက်တယ်ဗျအဓိကအာဖရိကပွဲဒီတည်းရပဲရွေးထားပါတယ်เนาะအဲ့တော့၄သိန်းကောင်းကတော့ကျွန်တော်ဒီဒီယူရိုဘက်ကတပွဲပဲထည့်ထားတယ်ဆိုတော့အရင်ကြီးမကြိုက်ဘူးအာဖရိကပွဲလေးဒီနေ့ အွန်လိုင်းကြီးများတယ်เนาะဒါပေမဲ့အရင်ကြီးတော့မဆော့ပါနဲ့ဟောเนาะ brother တို့ brother wanna so brother ညီအညီစောတက်မင်္ဂလာပါဗျ brother zinix လာ zinix မင်္ဂလာပါဗျခွန်လွင်ဦးမင်္ဂလာပါဘာကြီးညံမင်္ဂလာပါထွန်းတော်လွင်မင်္ဂလာပါအောင်မင်းမင်္ဂလာပါဝင်းမိုးဝင်းမိုးကျော်မင်္ဂလာပါဇောဘိုဘိုထွန်းမင်္ဂလာပါဗျ brother lord မင်္ဂလာပါဝနာဆိုးမင်္ဂလာပါဇင်းအဲဝင်းရွှေမင်္ဂလာပါအဲကိုညီမင်္ဂလာပါတင်ကိုလက်မင်္ဂလာပါကိုတူမင်္ဂလာပါဗျဝနာဆိုးမင်္ဂလာပါ brother ကြီးเนาะကဲအဲ့တော့ကျွန်တော်တို့ပုံမှန်တိုင်းလေးပဲပြန်စလိုက်ရပါတော့เนาะဒီ live ကတော့ကျွန်တော်ဥယောပရဲ့ဘက်ကအချမ်းကဒါအသင်းဒီနေ့ 6ပွဲကိုကျွန်တော်သုံးသက်ချက်လေးဒီ live ထဲမှာပြောပြီးမှဖြစ်ပါတယ်เนาะအဲ့တော့ Okay let's go ပါဆိုတော့ Wise Map မှာ search နေတဲ့ Nigori အနေနဲ့ကလည်း Gobi ရဲ့ promo code ဖြစ်တဲ့ GP777 ကိုအသုံးပြုပြီးတော့လည်း100% bonus ရောင်းနိုင်ပါတယ်အသေးသေးသိရှိလို့ပါက Wise Map မြန်မာ Facebook page နဲ့သူတို့ application မဟုတ် website link ရဲ့ customer service call လေးကိုနှိပ်ပြီးတော့လည်း24နာရီတိလို့ရတယ်မေးမြန်းလို့ရပါတယ်ကဲအဲ့တော့ကျွန်တော်တို့ဥရောပပွဲလေးတွေတွားလိုက်ရအောင်ပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့ဒါ Finland နဲ့ Poland အနေထားက လက်ရှိနေထားရတာတနအိ15မှာဒီညကံမယ်ပေါ့လीနော်ဒီနေ့ကတော့ဒါယူရိုပါကအစောပွဲလုံးဝမရှိဘူးတစ်ချိန်တည်းမှာကံကြမှာ6ပွဲလုံးကအဲ့တော့ဒီမာကပိုလန်ဘက်ကအဝေးဝင်ရနေလဲပဲ60ပေးထားပါတယ်ဒါကမှနှလုံး90ရှုံးနဲ့ကျွန်တော်ပြန်ကားထားခြင်းဖြစ်ပါတယ်ဒီနေ့သင်က2020တုန်းကနောက်ဆုံးထိတဲ့တုန်းဆိုဖြစ်ခဲ့တာပိုလန်အိမ်ကောင်းမှာတစ်လုံး90ပေါင်ချီစမ်းပွဲ friendly ပွဲပါကဘာဖလားမဟုတ်ပါဘူးနော်အဲ့တော့ကတစ်လုံး90ပေါင်ပေးခဲ့ပါတယ်5-1ဆိုရရလည်းလीဖြစ်ပေါ်ခဲ့တယ်ဂိုးပြန်နိုင်ခဲ့တယ် ဆိုတော့အဲဒီတော့ငါတလုံး90ပေါင်းပေးခဲ့ရင်ဒီနေ့ပွဲမှာအဝေးခွင်းအနေနဲ့ပြန်စင်းစားမှာတကယ်တမ်းပေးတဲ့နေကြီးကတော့လည်းပဲ90ရုံတကယ်တမ်းပေးရမှာဖြစ်ပါတယ်။ပိုလန်တို့အုပ်စုမှာကလက်ရှိအနေအထားအရပိုလန်က2ပွဲကစားပြီးသွားပြီ6မှတ်ရနေတယ်။ဖင်လန်က3ပွဲကစားပြီးသွားပြီ4မှတ်ရနေတယ်။ဆိုတော့အောက်ကနယ်သာလန်က2ပွဲကစား2ပွဲနိုင်နိုင်3မှတ်ဆိုတော့နယ်သာလန်ကိုကြောက်ရမယ်ပေါ့နော်ဒီအုပ်စုထဲမှာပိုလန်အကြောက်ရဆုံးကနယ်သာလန်ဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးအနေအထားမှာပိုလန်အနေနဲ့လက်ရှိ2ပွဲကစား2ပွဲနိုင်ပြီးမှဒီနေ့3ပွဲမြောက် နိုင်ပွဲကိုရလက်ယူဖို့လိုပါတယ်။နောက်ဒါကြောင့်ဖင်လန်အိမ်ဝင်းဟာအမှန်တမ်းပြောရင်တော့လက်ရှိဖင်လန်လက်ရှိချီစွမ်းနဲ့ကအေးစစနိုင်လောက်တယ်ဗျ။ဒါပေမဲ့ပေးထားတဲ့ဂျီက level 80 level 60ဆိုတော့အရန်ကြီးနိုင်မဲ့ဂျီမျိုးမဟုတ်နေဘူး။တကယ်တမ်းဒီလိုမျိုးအနေထားမှာအမှတ်လိုတဲ့အနေထားမျိုးမှာပိုလန်ဘက်က level 100တော့တရားရှုံးတော့အောက်ထက်ဖွင့်နေတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ဥပမာ Albania ပွဲလို့ပေါ့ဗျာနော်။လက်ရှိဒီနေ့ Albania ကတလုံး80ပေါင်းအထိပေးထားတယ်။ဒါတစ်ဖက်ကအသင်းကလည်း ဖင်လန်ထက်ညံ့တဲ့လက်ဗီယာတော့ဖြစ်နေတယ်ဒီလိုလေးတွေတော့ရှိရပေါ့နော်ဒါပေမဲ့လည်းပိုလန်အနေနဲ့ဖင်လန်အသင်းမျိုးကိုအဝေးဝင်းဆိုပေမဲ့ပေးထားတဲ့ကြေလည်းပဲ60ဆိုတာဟာပြင်းတာတော့မှန်တယ်ပဲလုံလောက်သောပြင်းရှမှုမျိုးတော့မဟုတ်ဘူးဒါကမှနှလုံး90ရုံးဆိုရယ်ကိုပေါင်းကြီးကြောင်လဲပိုလန်အရင်ကြီးဂိုးရဖို့တော့မမြင်နိုင်ဘူးဗျเนาะအဲ့တော့နောက်ဆုံးဖင်လန်အိမ်ကွန်းမှာကန်တာတော့ခုနှစ်ခုနှစ်တုန်းကယူရို မကန်ခဲ့တာအဲတော့ကဖင်လန်ဘက်ကတော့ဖင်လန်က level 50ပေးခဲ့တာပါစီးစီးနဲ့ပဲကိုမရှိသေးဘွဲပြီးသွားတယ်အဲ့တော့အခုဖင်လန်ဟာနောက်ဆုံးပွဲမှာနယ်သာလန်ကို0-2နဲ့အိမ်ဝင်မှာရှုံးထားတယ်နယ်သာလန်လူအသင်းတော်မှာဖင်လန်ကို2ဂိုးပဲသွင်းနိုင်တယ်ဆိုတော့လက်ရှိပိုလန်အနေနဲ့တိုက်စစ်ပိုင်းအားနည်းနေနောက်ဆုံး3ပွဲဆက်ဂိုးအောင်ထားတဲ့အနေအထားမျိုးမှာမော်ဒိုဗာကို2ဂိုးပဲသွင်းတယ်မော်တာကို2ဂိုးပဲသွင်းတယ်လစ်သူအီးနီးယားကိုတော့1-0ပဲသွင်းခဲ့တဲ့အနေအထားမှာ ပေးထားတဲ့ဂျီအနေနဲ့စဉ်းစားမယ်ဆိုရင်လည်း60ရှုံးမှာနှလုံး90ရှုံးဖြစ်တဲ့အတွက်ဘော်ဒီကအနေငယ်အနေငယ်များနိုင်တယ်ဗျာတည်ရဖြစ်သွားနိုင်တယ်ဗောနော်ဒါကြောင့်နှလုံး90ရှုံးဂျီအရာတော့ကျွန်တော်တို့ကိုအောင်လေးကြိုက်တယ်ဒီပွဲလေးရလေးနော်ဒါပေမဲ့ဒီပွဲကအနေအများရတဲ့ကျွန်တော်ရှောင်းထားတယ်မောင်းထဲမှာမထဲထားဘူးဆိုတော့မဖြစ်မနေရွေးမယ်ဆိုတော့ကျွန်တော်ဒီပွဲလေးတော့ကိုအောင်လေးသဘောကျပါတယ်နော်အဲ့တော့ဖင်လန်နဲ့ပိုလန်ပွဲကကိုအောင်လေးကြိုက်ပါတယ်အဲ့တော့နောက်ပွဲကလက်ဗီယာနဲ့အယ်ဘေးနီးယားပေါ့နော်ဒီမှာစောစောကပြောခဲ့သလိုပဲဒီလက်ရှိပေးထားတဲ့ ်အယ်ဘေးနီးယားလိုအသင်းကလက်တဗီးယားလို ranking 138အသင်းကိုပေးတဲ့ကြီးအနေနဲ့စဉ်းစားမယ်ဆိုရင်တော့ level တရားတလုံးကို80ပေါင်းဆိုတဲ့အနေအထားမျိုးပါပေးတဲ့ကြီးပါတော့အယ်ဘေးနီးယားတော့မှလက်ရှိ ranking က80ဆိုတော့เนาะ66ဆိုတော့အဲအရန်ကြီးတော့မပြင်းဘူးဆိုရင်တော့မှဒါပေးတဲ့ကြီးကိုကျွန်တော်လက်ခံပေးလို့ရတယ်ပါတော့ဂိုးပေါင်းကြီးကိုပြန်ကြည့်ရရင်လည်းနှလုံးတည်ကြီးဖြစ်နေတာ哦เนาะ အဲ့တော့တလုံး80ပေါင်းမှာအပေါ်သင်းအနေနဲ့အသင်းကြီးမဟုတ်ပဲအလေးလက်အသင်းသင်းအနေနဲ့နှလုံးတည်ကြီးမှာပြီးတဲ့တလုံး80ပေါင်းဆိုတာဟာအယ်ဘီနီးယားပဲစဉ်းစားသင်းတဲ့အနေအထားမျိုးဖြစ်ပါတယ်။သူတို့လီမာကသူတို့အုပ်စုမှာကအင်္ဂလန်ပါနေတယ်နော်။အဲ့တော့အဆင့်နှစ်နေရာအတွက်တော့ဒါလက်ရှိစိုးရင်ရမှာကဒါဆာဘီယာရှိတယ်ဗျ။အဲ့တော့လက်ရှိအင်္ဂလန်ဟာ၃ဘွဲကစား၃ဘွဲနိုင်၉မှတ်အယ်ဘီနီးယားက၃ဘွဲကစား၃ဘွဲနိုင်တဲ့ဘွဲတည် တပွဲရှုံးနဲ့၄မှတ်လက်တဗီယာကနှစ်ပွဲကစား၃မှတ်ဆိုတော့လက်ဗီယာကတော့ဘလူးမှ qualifying တော့ရောက်မှာမဟုတ်ဒါပေမဲ့ကြောက်အောင်မှာဆာဗီယာတက်လာအောင်မှာအင်္ဂလန်နဲ့ဆာဗီယာနှစ်သင်းနည်းနည်းပွဲချက်တယ်ပေါ့နော်အယ်ဝီနီယာအသင်းကအဲ့တော့လက်ရှိပြန်ကြည့်ရရင်အဲဟိုလူလက်တဗီယာရဲ့ current form အရာကလည်းပြီးခဲ့တဲ့နောက်ဆုံးအီဇာဗီဂျန်အသင်းကိုစီးစီးနဲ့ပွဲပြီးတာလေအင်ဝင်းတောက်လျှောက်ကလည်းဂိုးအဲ့လောက်ကြီးမရနိုင်ဘူးနော်အဲ့တော့လက်တဗီယာအနေနဲ့တစ်ဖက်ကအယ်ဝီနီယာလက်ရှိ current form ပြန်ကြည့်ရရင်အယ်ဝီနီယာကဆာဗီယာကိုစီးစီးကန်လာတာဆိုတော့ဘလူးမှဒီပွဲဟာ သုံးလုံးထိရောက်မဲ့ကြီးမျိုးမဖြစ်နိုင်ဘူးဗျ။နောက်အဲ့တော့ Elvin ရောက်ကြည့်ရအောင်ဆိုဝေဝင်6ပွဲဆက်9အောင်ထားတယ်။ဒီထဲမှာ Georgia ကို0-1နဲ့နိုင်တဲ့အချက်လေးတော့ဟိုအားတာတယ်ပေါ့နော်။ဒါမဲ့ Moldova လိုအိမ်ကွင်းမှာ1-1နဲ့ကန်တဲ့အချက်ကြောင့်လေ Albania တိုက်စစ်ဟာနိုင်နေဆိုရင်တော့မှအရင်ကြီးကိုပြတ်မဲ့အနေထားမှာမရှိနိုင်ဘူး။ဆိုတော့မနေ့ကကျွန်တော်ပြောခဲ့တဲ့မြောက်မက်ဆီဒိုနီးယားဘော်ဒီနဲ့ဂိုးအောင်လိုမျိုးလေးပဲဒီပွဲလဲဘီဘော်ဂျီအောင်လေးပဲအယ်ဘေးနီးယားဝင်နိုင်ပါတယ်။เนาะဒါကြောင့်ဒီပွဲတော့အယ်ဘေးနီးယားဘော်ဒီမစိုးဘူးဂိုးအောင်လေးပိုကောင်းတယ်เนาะ တော့ဒါကတော့ကျွန်တော်ဂိုးအောက်လေး Albania ဂိုးအောက်လေးမောင်းနေမှာဒီနေ့ထဲတာပါတယ် Albania ဂိုးအောက်ဖြစ်ပါတယ် Okay အဲ့တော့နောက်တစ်ပွဲက Netherlands နဲ့ Motor ပွဲဖြစ်ပါတယ်အဲ့တော့ Netherlands ရဲ့လက်ရှိ အနေထားကပြီးခဲ့တဲ့ပုံမှာဖင်လန်ကို2-0နဲ့နိုင်လာတယ်နှလုံး90ပေါင်းကြီးအောင်ထားပါတယ်ရှေ့မှာလည်း Nation League မှာတောက်ချုပ်ချီစွမ်းပြခဲ့တယ်ဒါပေမဲ့ Netherlands အားနည်းချက်ကခံစစ်ပိုင်းဖြစ်ပါတယ်တစ်ဖက်ကအသင်းကမော်တာအိမ်ဖြည့်အသင်းဖြစ်ပါတယ်ပြန်ကြည့်ရရင်လက်ရှိ current form အရမစိုးဆိုပေမဲ့အဲတောက်လျှောက်နောက်ဆုံးပြန်မလို့6ပွဲဆက်9အောက်ထားပါတယ်ဆိုတော့ Netherlands လိုအသင်းကိုဘလို့မှမော်တာလိုလက်ရှိချီစွမ်းမျိုးနဲ့ဟိုဂိုးသွင်းမှာမဟုတ်ဘူးဒါကြောင့်ခံစစ်ပဲအသားပေးပြီးပိတ်ကံမှာဖြစ်ပါတယ်အဲ့တော့ Netherlands ကိုပဲကြည့်ရမှာပါ Netherlands ဒီနေ့တကယ်ကံမာလားရှော့ကံမာလားဆိုတာ Netherlands ပဲသူ့ ဟိုကပဲတိပါလိမ့်မယ်เนาะအဲ့တော့လက်ရှိအောင်네덜란드တပွဲကစားတပွဲနိုင်သုံးမှတ်ရတာလေသူတို့အဆုမှာပိုလန်ကြောက်ရမယ်ကျန်တာကဖင်လန်ကလက်ရှိအနေထားရဒီနေ့ဘက်မှာအကယ်၍များတည်ကြခဲ့မယ်ဆိုရင်ဘာမှ view size ဆာမလိုဘူးဆိုတော့ဒီလိုမျိုးအနေထားမှာနှစ်ပွဲကစားနှစ်ပွဲနိုင်တာလေပိုလန်အသင်းနဲ့ရှင်ဖိုက်ရမယ်အနေထားမျိုးမှာဒီပွဲကတော့ဟိုလက်ရှိအနေထားရကိုပေါင်း G အနေထားကလည်းလက်ရှိအပေါင်း1ပဲเนาะ goal difference က5กว่าဆက်တော့အပေါင်း1ပဲกว่าတာဖြစ်တဲ့အတွက်ဒီဘွဲကကျုံးဝင်လဲကျုံးပါလိမ့်မယ်3လုံး80ရှုံးဆိုတဲ့အနေထားအရအရန်ကြီးတော့ပြင်းတယ်ဗျ3လုံး80ရှုံးကူမှာ4လုံးတရေဖြစ်တဲ့အတွက်4လုံးအထိတော့နယ်သာလန်တွင်းနိုင်တယ်ဗျเนาะအဲ့ G အရပေါ့လေဆိုတော့ဒါဒီလိုမျိုးပွဲမှာ မသေးချာမရေရာတဲ့ဘဲနဲ့ဒေတာတွေကြည့်စရာလည်းမလိုဘဲနဲ့အသင်းကြီးအမြင်ဆုံးနဲ့အနေဆုံးအသင်းကန်တဲ့ပွဲမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပွဲလေးရှောင်ပါတယ်နေမယ်ဆိုတော့ဒီပွဲလေး BB ကြီးရောက်ပဲနေရမှာပါเนาะဒါမျိုးပွဲကတော့ကျွန်တော်အရင်ကြီးကြည့်ပြင်းနေဖို့အတွက်ကျွန်တော်ရှောင်ပါတယ်အဲ့တော့နောက်တစ်ပွဲလေးဆက်သွားပါမယ်ရူမေးနီးယားနဲ့ Cyprus ပါရူမေးနီးယားက တလုံး80ရုံပေးတာလည်းတလုံး90ပေါင်းနဲ့ပြန်ကားထားတယ်အဲ့တော့ရိုမေးနီးယားလက်ရှိပြဿနာကခန်းစစ်ပိုင်းယိုယွင်းနေတာပါနော်အော်စတြီးယားနဲ့ပွဲမှာခြေစွမ်းကောင်းပါတယ်ဒါပေမဲ့အဆုံးသက်အရန်ကြီးမသေးကြပါပဲခန်းစစ်ကတောက်လျှောက်ကောင်းတာတွေပေါင်နေတယ်အော်စတြီးယားအသင်းကို2-1နဲ့ပွဲပြီးထားတယ်တောက်လျှောက်လည်းနောက်ဆုံးမြန်မာဆုံး10ပွဲမှာ6ပွဲက over 2.5ဖြစ်ထားပါတယ်တစ်ဖက်က Cyprus ကိုပြန်ကြည့်ရရင်လည်းလက်ရှိအနေအထားအရတောက်လျှောက် ကိုးပေါ်တာပဲဘောနောက်ဆုံးခုနှစ်ပွဲမှာ6ပွဲတိတိကိုးပေါ်တာတယ်ဘူဂေရီးယားကိုတူတူနဲ့ကန်တယ်ဘော့စနီးယားကို2-1ဆိုတော့လူမျိုးအနေထားကြောင့်လက်ရှိပေးထားတဲ့ဂျီကတလုံး80ရှုံးမှာဘော့စနီးယားဂျီနဲ့ဆင်နေတယ်ဘော့စနီးယားလက်ရှိ ranking အရရူမေးနီးယားနဲ့တိတ်မကွာရူမေးနီးယားပိုပိုမြင့်တယ်55လားမသိဘူးဘောနောအဲ့တော့ဘော့စနီးယားတောင်တလုံး90ရှုံးပေးခဲ့တဲ့နော်စိုက်ပရက်စ်ကိုတလုံး90ရှုံးပေးခဲ့ရင်ရူမေးနီးယားဟာတလုံး100ရှုံးနောက်တော့အောက်ထက်ဖွင့်တဲ့နယ်လို့ယူဆတယ်ဒါပေမဲ့ခတ်တာကဂူပေါင်းဂျီဂူပေါင်းဂျီက ဟို၃လုံး50ပေါင်းဆိုတဲ့အနေထားနှစ်သိန်းစလုံးတလောက်ဂိုးတွေပေါ်နေအပြန်အလှန်ပေါ်နေတဲ့အနေထားကိုနော်ပြီးခဲ့တဲ့2024ဆက်လာပိုင်းတုန်းကလည်းရူမေးနီးယားအင်ကွန်မှာတလုံး100ရှုံးပေးခဲ့တာ41အထိပေါ်ခဲ့တယ်ဒါကို၃လုံး50ပေါင်းပဲ ပေးထားတဲ့အနေဒါရကိုမောင်ကြီးကတော်တော်လေးပျော့နေတယ်ဗျာသိလားဘာကြောင့်လဲတော့မသိကျွန်တော်နေတော့ဒီຢာကနဲ့အနှံ့ရတယ်ဗောနောထောင်ချောင်းအနှံ့ရတယ်ဗျာကျွန်တော်ဟိုဘော်ဒီကြီးကတော့ဘလို့ဖြစ်မှန်းမသိပါနဲ့တော်လုံး90ပေါင်းဆိုတဲ့အနေဒါအရန်ကြီးတော့ပျော့နေတယ်ဆိုတော့ဂျေးအရ9ောက်နေတဲ့နဲ့ဆိုပေမဲ့ဒီဘွဲတော့ကျွန်တော်နည်းနည်းလေးထောင်ချောင်းဖြစ်တဲ့ပွဲလို့ယူဆတယ်တော့ကျွန်တော်9ဘော်ဒီပဲကြိုက်တယ်ဒီဘွဲနေမယ်ဆိုရင်တော့ပါဗောနောအဲ့တော့ Cyprus 9ဘော်ဖြစ်ပါတယ်โอเค ရနာတပွဲကလည်းဒိုနီလကောင်မဲ့အပေါ်ဆုံးအသင်းနဲ့အောက်ဆုံးအသင်းဖြစ်ပါတယ်အပေါ်ဆုံးအသင်းတော့မဟုတ်ပါလိမ့်နော်အလေလက်အသင်းဩစတြီးယားဟာဆန်မာရီနိုလိုနော်အိမ်ဖြစ်အသင်း ranking 130ဟိုအောက်ဆုံးကအသင်းမျိုးကိုဝေးဝန်းမှာကမ်းမှာဖြစ်ပါတယ်ဒါကြောင့်အရန်ကြီးကမ်းတရား ဟိုသူတို့ဘောပဲမူရီနဲ့အနေထားမျိုးလည်းဖြစ်တာကြောင့်၄လုံး90ပေါင်းကြီးရတော့ဗျာနော်ဟို body ကြီး၄လုံး90ပေါင်းနေရင်တော့မှ၉ပေါင်းကြီးက၄လုံး90ရှုံးဖြစ်တဲ့အတွက်ဩစတြေးလျဘက်ကပဲ၉မြင်ရမယ်အနေထားပါနော်ဒီ San Marino ကတကြောက်ခန့်စင်အသာပြီးကန်လာနိုင်ပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့နောက်ဆုံးပွဲမှာ Romania ကိုတော့မှ1-5နဲ့ ဟိုဂိုးပြတ်ရှုံးခဲ့တာဆိုတော့ကန်ရင်တော့ဒီတစ်ပတ် Ranick ရဲ့ Austria တိုက်စစ်ကတော်တော်ကြီးကောင်းနေပါတယ်เนาะအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်တော့အဝေးဝင်းအဲ့လောက်ကြီးတော့ Austria အနေနဲ့သွင်းနိုင်ပါမလားမျိုးကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဘယ်လိုပဲစဉ်းစားစဉ်းစားဒီဘွဲကတော့အဲငါးလုံးအထိအဲမရောက်နိုင်ဘူးလို့ပဲကျွန်တော်ယူဆတယ်ဒီတော့ဒီဘွဲကတော့ရှောင်ပါတယ်မဖြစ်မနေနေမယ်ဆိုတော့မှ Austria ကိုးအောင်လေးရတော့မဆိုးတော့ပါဘူးเนาะโอเคအဲ့တော့နောက်ဆုံးဘွဲကတော့ Serbia နဲ့ Andorra ဘွဲဖြစ်ပါတယ်ဒီဘွဲတော့ ကြိုက်တယ်အဓိကမနေ့ကနော်ဝေလိုဖြစ်သွားမှာပဲနည်းနည်းစိုးရင်တာပေါ့နော်ဆာဗီယာကလက်ရှိကောင်ဖောင်ရတိုက်စစ်အဲ့လောက်ကြီးဟိုမသွင်းဘူးရသိလားအဲ့တော့လက်ရှိဗလာဟိုဗစ်တို့မီထရိုဗစ်တို့အဲဟီလီမာသာကျန်းနေတာအခုနိုင်ငံပွဲတွေရောက်တော့ဘာတွေဖြစ်မှန်းမသိဘူးပေါ့နော်အဲ့တော့ဆာဗီယာရဲ့လက်ရှိကောင်ဖောင်ရဂိုးတွေအောက်နေနောက်ဆုံး၅ပွဲဆက်လည်း၉အောက်တာတယ်အယ်ဘီနီးယားကိုဒါစည်းစည်းနဲ့ကန်ထားတယ်ဒါပေမဲ့ရှေ့မှာဩစတြီးယားအသင်းကိုတူးစည်းနဲ့နိုင်ထားတဲ့ခြေစွမ်းလေးတော့မဆိုးဘူးဗျအဲ့တော့လက်ရှိ ကြီးရနှလုံးတရာရှုံးကြီးမှာကျွန်တော်တို့သုံးလုံးသိရေပေါက်ထားပါတယ်เนาะအဲ့တော့ဒါပေမဲ့မနေ့ကအီတလီလဲနှလုံးတရာရှုံးမှန်းထင်ပါတယ်เนาะဒီလာနဲ့ဆင်မဲရှင်မဲဆိုရင်တော့ဆာဗီယာကြီးကပြင်းတယ်ဗျเนาะဆာဗီယာကြီးပြင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့တစ်ခါအန်ဒူရာဟာအင်္ဂလန်လိုအသင်းကိုနောက်ဆုံးပွဲမှာ0-1နဲ့ကတ်အောင်ထားတာเนาะဟိုကတ်ပြီးရွှုံးထားတာပေါ့လीเนาะကြီးကတော့အဲလုံးကအင်္ဂလန်ကအဝေးကနေ၄လုံး90ပေါင်းအထိ ပေးခဲ့တာဆိုတော့ဒီလိုမျိုးဖြစ်တဲ့အတွက်ဒီပွဲလေးဒီဒီအန်ဒိုရာနေရဲ့အဝေးဝင်းကိုခန်းစစ်အသားပေးပြီးကန်လာနိုင်တယ်ဒါပေမဲ့အယ်ဘေးနီးယားလိုအသင်းကောင်3-0နဲ့ပွဲပြီးမဲ့အနေအထားမျိုးမှာကျွန်တော်ဒီပွဲလေးဆာဗီးယားကြိုက်တယ်ဗျဆာဗီးယားလည်းလက်ရှိအနေအထားအအဆင့်1အင်္ဂလန်ကိုမမီရင်တောင်မှသူတို့အုပ်စုတွေမှာအယ်ဘေးနီးယားကိုကျော်ရမယ်အဆင့်2ရဖို့အတွက်အနည်းဆုံးဆာဗီးယားကန်မှဖြစ်မှာဖြစ်ပါတယ်အဲ့တော့တပွဲကစားတပွဲတည်ပဲရထားတဲ့အနေအထားမျိုးမှာထပ်ပြီးအမှားခံလို့မရပါဘူးအဲ့တော့နှလုံးတရာရှုံးကတော့ တော်တော်လေးတော့ risk တော့များပါတယ်ဘီဘောဂျီအောင်ထဲမှာမှကျွန်တော်ဆာဗီယာဘော်ဒီလေးကပိုပြီးအားတာမယ်လို့ယူဆတာကြောင့်ဆာဗီယာဘော်ဒီလေးကြိုက်ပါတယ်เนาะဆာဗီယာဘော်ဒီဖြစ်ပါတယ်โอเคဒါတော့ဒါယူရိုရဲ့ဒီနေ့ည6ပွဲဒါ ော့ပွဲချုပ်သုံးသောချက်လေးပြီးပါပြီပေါ့နော်အဲ့တော့အဲ့ဒီမှာ brother တို့ရင်မချင်းနီးတဲ့ပွဲလေးတွေဆွဲလို့ရပါတယ်အဲ့တော့ကျွန်တော်ဒီ live လေးကိုအခုရနာမယ်ပြီးရင် now live ကိုအခုချက်ချင်းပဲလွှင့်ပါမယ်အဲ့ now live ထဲမှာကျွန်တော် Africa ပွဲပွဲချုပ်သုံးသောချက်တွေအားလုံးပြောမယ်ပြီးရင်ဒီနေ့လေးသင်းမောင်းလေးနဲ့အတူနှစ်စာပွဲတွေတောက်လျှောက်ပြောပြီးမှာဖြစ်ပါတယ်နော်အဲ့တော့ဒီ live လေးကိုကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းနေတိုင်းကျေးဇူးများတင်ပါတယ်ဗျမင်းလာစီစောညလေးဖြစ်ပါသေးဗျ good luck ပါဗျ